စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကရုရှားမှာကျင်းပတဲ့ကမ္ဘာအမှုမြူသတင်းပတ်ဖိုရမ်ကိုလူရန်စားတရအဖြစ်တိမှတ်ပြုခံလူရာကြောင့်တက်ရောက်နေတာဖြစ်ပြီးအဲ့ဒီဖိုရမ်ဟာမြေသူမဆူဝင်ကြေးပေးပြီးတက်ရောက်နိုင်တဲ့ပွဲတစ်ခုဖြစ်တယ်လို့သိရပါတယ်။စေကောင်းဆောင်ဟာမနေ့ကစက်တင်ဘာ25ရက်ကနေ28ရက်နေ့ထိရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ့်ကမ္ဘာအမှုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ဖို့အတွက် ရုရှားနိုင်ငံကိုအလုသဘောခီးအစဉ်ဖြစ်ရောက်နေပေမဲ့အဲ့ဒီဖိုရန်ဟာယူရိုငွေပေးပြီးတက်လို့ရတယ်လို့အထူးလျှော်ဈေးလည်းရှိတယ်လို့သိရပါဗျ။ရုရှားဖိုရန်ကိုသွားတက်တာအလကားမဟုတ်ဘူး။ယူရို2200ပေးရတယ်။ရုရှားကဒီလိုပွဲတွေနဲ့ပဲပတ်စံရှာနေတာလားဆိုကြတယ်။လူတန်းစားတရက်ဖြစ်အတိမတ်ပြုခံခြင်း၊လူရောင်ဝင်ခြင်းတာကိုပတ်စံပေးရလဲပေးမှာပေါ့လို့အဲ့ဒီဖိုရန်နဲ့ပတ်သက်ပြီးသိရှိထားသူသတင်းရင်းမြစ်တူက ARD Times ကိုပြောပါရတယ်။ ရုရှားနိုင်ငံဟာဆိုပါဖိုရန်တက်ရောက်ခွင့်အတွက်နိုင်ငံတိုင်းကိုကဏ္ဍဆောင်ကုန်ကြမ်းစည်း VAT အခွန်မပါတက်ရောက်သူတူကိုယူရို2500သတ်မှတ်ထားပြီးအဖွဲ့အစည်းတစ်ခုတည်းကကိုယ်စားလှယ်3နဲ့ထက်တက်ရောက်ပါကအထူးလျှော့စေးယူရို2100သာပေးရမှာလို့ဆိုထားပါတယ်။ကမ္ဘာနှုမျိုးသတင်းပတ်ဖိုရန်ကိုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေအနှုမျိုးစွမ်းရည်နဲ့ဆိုင်တဲ့ကုမ္ပဏီတွေကကိုယ်စားလှယ်တွေနဲ့သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ပေးပြီးတယောက်ခွင့်ရရှိတယ်လို့သိရှိရပါတယ်။အဲဒီလိုကိုယ်စားလှယ်ဖြစ်ပါဝင်တယောက်သူတွေကိုအမှုမြပြပွဲကိုတွားရောက်လေးလာခွင့်အထူးဖိတ်ကြားချက်မလိုတဲ့ကွန်ကရစ်ပွဲတွေမှာပါဝင်တယောက်ခွင့်သတင်းချက်လက်ဆိုင်ရာပံ့ပိုးမှုနဲ့ဖိုရန်ရဲ့အချက်လက်ဆိုင်ရာဆာဗဲဆာရန်တွေပေးမယ်လို့လည်းသိရပါတယ်။ဒါအပြင်အဲဒီဖိုရန်ရဲ့တရားဝင် electronic စရင်ကုမ္ပဏီမတ်တရားလက်ဆောင်ပစ္စည်းတွေကမ္ဘာအမှုမြသတင်းပတ်ဖွင့်ပွဲနေ့ညစာစားပွဲမှာပါဝင်တယောက်ခွင့် ဖိုရန်ဘိတ်ပွဲမှာပြုလုပ်မဲ့အခမ်းပွဲစတာတွေရုရှားနိုင်ငံကဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့သိရပါတယ်။ရုရှားနိုင်ငံမှာပြုလုပ်တဲ့အဲ့ဒီကမ္ဘာအမှုမြူသတင်းပတ်ဖိုရန်ကိုသာမက အရင်စည်းဝေးတွေမှာလည်းတက်ရောက်ပါဝင်လို့ရင်တမန်ငွေကြီးတွေပေးဆောင်ရပြီးစစ်ကောင်းဆောင်နေနဲ့အာနာသိမ့်မိနောက်မကြာခဏတွားရောက်လေးရှိပါတယ်။စစ်ကောမရှင်ကတော့အဲ့ဒီခင်းကြီးစင်မှာစစ်ကောင်းဆောင်နဲ့ရုရှားသမ္မတပူတင်ပါဝင်တာဝန်ရှိသူတွေတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး စီးပွားရေးလုံခြုံရေးနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းမှုတွေပုံမှုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။